င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာရှိတဲ့တန်တွဲမြို့ကိုအရကတတော်အေအေကတိမ့်ပိုက်ထိန်ချုပ်လိုက်ပြီးစစ်ကောင်စီတပ်တွေတန်တွဲမြို့ပေါ်မှာလုံးဝမရှိတော့ဘူးလို့ဆိုပါတယ်နေပြီးတော့အေလာလေတက်စခန်းကိုရှော့တိုက်ဒုံးနဲ့အပစ်ခံရပြီးတဲ့နောက်ဗန်တင်ဂျေဝါနီကလက်သမားတွေနဲ့မျက်ရိပ်နေတဲ့သူတွေကိုအချမ်းဖတ်စစ်တပ်ကရိုက်နှက်ဖမ်းဆီးသွားပြီးအဆက်အသွယ်ပြတ်တောက်နေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတင်ကတော့ရခိုင်ပြည်နယ်မှာရှိတဲ့တန်တွဲမြို့ကိုအရကတတော်အေအေကတိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးစိတ်ကောင်းစီတက်တွေတန်တွဲမြို့ပေါ်မှာလုံးဝမရှိတော့ဘူးလို့ဒေသခံပြည်သူတွေနဲ့စီရေးတရင်ရင်းမြစ်ကပြောပါတယ်ငပလီမြို့ကစိတ်ကောင်းစီတက်ရင်နှစ်ခုနဲ့တန်တွဲမြို့အနီးကတက်စခန်းတွေကိုအရကတတော်အေအေကတိမ့်ပိုက်ပြီးတဲ့နောက်မှာပဲတန်တွဲမြို့ရဲကိုအရကတတော်အေအေတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးဇူလိုင်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲတန်တွဲမြို့ကိုတိမ့်ပိုက်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီနောက်တန်တွဲမျိုးမပိတ်မိနေတဲ့ပြည်သူတွေကိုအရခတ်တက်တော်အေအေတက်ဖွဲ့ဝင်တွေကမြို့ပေါ်ကနေကဲထုတ်ပေးနေပြီမြို့ထဲမှာတော့စစ်ကောင်စီတပ်တွေလုံးဝမရှိတော့ပဲစစ်သားတွေအကုန်ထွက်ပြေးနေကြတယ်လို့စစ်တပ်ကလေချောင်းကနေဘုံကျဲနေတာသာလုံနေပြီမဲ့တန်တွဲမျိုးကိုတော့အရခတ်တက်တော်အေအေကသိမ့်ပိုက်ထိမ့်ချုပ်ထားလိုက်ပြီလို့တန်တွဲဒေသခံတဦးကပြောထားပါတယ်အဲ့ဒီတန်တွဲမျိုးကနေကစင်ကလျားနဲ့ထွက်ပြေးသွားတယ်စစ်ကောင်စီတပ်သားတွေဟာမောင်ရွှေလေးရစ်တဲ့အနီးကစစ်တပ်စခန်းဘက်ကိုဥတီသွားနေပြီ အဲ့လိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းအရခတ်တတော်အေအေကလိုက်လံရှင်းနေနေပြီတန်တွင်းမြို့တိမ့်ပိုက်မှုအခြေအနေအသေးစိတ်ကိုတော့အရခတ်တတော်အေအေကထုတ်ပြန်ပါလိမ့်မယ်လို့လည်းဒေသခံပြည်သူတွေနဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းအရခတ်တတော်အေအေဟာမောင်ဒော့မြို့ကိုတိမ့်ပိုက်နိုင်ဖို့စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့နေပြီးတော့အေလာလစ်တက်စခန်းကိုရှော့တိုက်ဒုံးနဲ့အပြစ်ခံရပြီးတဲ့နောက် ဘန်တင်ဂျေဝန်ဒီကလက်သမားတွေနဲ့မျက်ရိပ်နေတဲ့သူတွေကိုအကြမ်းဖက်စစ်တပ်ကရိုက်နှက်ဖမ်းဆီးသွားပြီးအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဖမ်းဆီးခံရတဲ့သူတွေရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။ဇူလိုင်လ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲနေပြီးတော့အေလာလေတက်ကိုတော်လန်ရေးတက်တွေကပောက်ကွဲအပြင်းနဲ့တရခုံမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွေ့လေတက်အရာရှိ၄ဦးအပါအဝင်16ဦးဟာအသေးသေးတေကုန်ကြတဲ့အပြင် တိုက်လေရင်နှစီအပါဝင်လေရင်သုံးစီးပါပျက်စီးသွားပြီးအဆောက်အုံတွေလည်းထိခိုက်ပျက်စီးထားသလိုလေတဲ့အရာရှိ၃ဦးနဲ့အခြားအဆင့်၇ဦးလည်းပျောက်ဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီလိုနေပြီးတော့အေလာလေတဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာပဲအချက်ဖစကောင်စီတက်ကရဟတ်ရင်တွေလေရင်တွေနဲ့အနိုင်ပြန်တမ်းပြီးအနီးတစ်ဝိုက်ကိုရှာဖွေစစ်ဆေးဓာတ်တွေလောက်သွားပြီးတဲ့နောက်မှာပဲလေတဲ့ရဲ့တမတ်မှရှိတဲ့ပန်းတင်ကျိမအနီးကလေသမားတွေနဲ့ မျက်ရိပ်နေတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကဘာမှမဆိုင်မဲလာရောက်ရိုက်နှက်ဖမ်းဆီးသွားတယ်ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရတဲ့အရတပ်ပြည်သူတွေဟာစုစုပေါင်း၁၀ဦးကျော်တဲ့အပြင်အခြားနေရာကလည်းဖမ်းခံရတဲ့ပြည်သူတွေပါရှိနေပြီးစုစုပေါင်းအယောက်20ဝန်းကျင်လောက်ရဲ့မိသားစုတွေဟာဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိပဲအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဖမ်းဆီးခံထားရတဲ့သူတွေရဲ့မိတ်ဆွေတွေကပြောထားကြပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ဘကိုးတိုင်းကပဲကုန်းမြို့နယ်မှာပြစ်ခတ်ခံရပြီးသေသွားတယ်ဓာသွေးကြောက်ကြေးရွာအုတ်ချုပ်ရည်မှုနေရာမှာအစားထိုးဝင်လာတဲ့အုတ်ချုပ်ရည်မှုအစ်စ်စိုးကြီးဆိုတဲ့သူလည်းထပ်မံပြစ်ခတ်ခံရပြီးသေသွားပြန်ပြီလို့36တုံညာ1 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဆိုလည်းက16ရက်နေ့ဖြစ်တယ်မနေ့ကညာပိုင်းမှာပဲဘကိုးတိုင်းတကုံမြို့နယ်မှာရှိတဲ့ဓာသွေးကြောက်ကြေးရွာအုတ်ချုပ်ရည်မှုနေရာကိုအစားထိုးဝင်လာတဲ့အုတ်ချုပ်ရည်မှုအစ်စ်စိုးကြီးဆိုတဲ့သူကို ုံးချောက်တုံညတစ် PPDF တက်ရင်တက်ခွဲငါးကရဲဘော်တွေကနေသူ့ရဲ့နေအိမ်အတွင်းမှာပဲဝင်ရောက်ပစ်ခတ်ရှင်းနေရမှာနေရမှာတင်ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီလိုပစ်ခတ်ရှင်းလင်းခံရတဲ့ဓာတ်သွေးကြောက်ကြေးဝအုတ်ချုပ်ရည်မှုအသစ်စိုးကြီးဆိုတဲ့သူဟာအရင်ကပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားတဲ့အုတ်ချုပ်ရည်မှုကြော်ကြီးဆိုသူရဲ့နေရမှာအစားထိုးဝင်ရောက်လာတာဖြစ်တယ်လို့သူကြောင့်လဲပြည်သူနှစ်ဦးဟာ PDF ထောက်ပို့ဆိုပြီးဖန်ခံရဓာတ်သွေး ဒေါ်လာရေးတက်ဖွဲ့ရဲ့သတင်းတွေကိုလည်းလိုက်လံစုံစမ်းပြီးစစ်တပ်အတွက်အရင်အုပ်ကြီးနဲ့မတူအောင် လုပ်ပြမယ်ဆိုပြီးသတင်းပေးနေတဲ့သူဖြစ်တယ်လို့အခုတော့သေပြီလို့3631 PPDF တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာလေမြင်းကြံမြို့နယ်ကကြောက်ကန်ရွာပြူစော်တီစကန်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့စေကောင်းစီတပ်ဖွဲ့ဝင်9ဦးသေသွားပြန်တဲ့အပြင်တအူးကိုအရှင်ဖမ်းမိထားတယ်လို့ မြင်းညံမြို့နယ်ပက္ခဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇွန်လ15ရက်နေ့ကပဲမြင်းညံမြို့နယ်အတွင်းငါကြောက်ကန်ဂျေရွာပြူစော်တီစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစခန်းကိုပါဘိမ့်ပိုင်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်တဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးကျန်တဲ့စစ်ကောင်စီဝင်တွေကတော့အကုန်လုံးထွက်ပြေးသွားတဲ့အတွက် သူတို့ရဲ့စခန်းကိုပါမိရှုရှင်းလင်းခဲ့တယ်လို့ညင်ချမ်းမြို့နယ်ပကပားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာလည်းဘကိုးတိုင်းမင်းလာမြို့နယ်အတွင်းကဘကိုးရုံမှဘော်ကိုစစ်ကြောင်းထိုးလာတဲ့အချက်ပစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရဲတပ်တွေကကြပြတ်တက်ခဲ့ရမှာစေကောင်စီတပ်သားခေါနဲ့ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ PDF တရင်383ညနှစ်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခစ်တွေကိုပြောပါတယ်။ဆိုရလား59ရက်နေ့ကဘေး မင်းလာမျိုးနဲ့အတွင်းကဘကိုးရုံမှာဘော်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကလမ်းကနေအသင့်ဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားခေါ်နှံဦးကတော့အသီးသီးသိကုံကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီးပရဟိတကားတွေနဲ့ပါလာတဲ့သွားကြတယ်လို့ PDF တရင်383ညနှစ်ရတာဝန်ရှိသူတူကပြောထားပါတယ်။အဲဒီနောက်အတိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာအနီးနားကစင်ချောင်းကြေးရွာကိုဝင်ရောက်ပြီး ပြည်သူတွေရဲ့နေအိမ်တွေကိုအကြောင်းမဲ့ဝင်ရောက်မိရှုဖျက်ဆီးသွားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်ကတွင်းမရွာပြူစော်တီစခန်းကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်ချင်းမုံမှုအတွင်းစေကောင်စီတပ်ရဲ့ခဲယံရိတ်ခါတွေကိုတင်စီရရှိခဲ့တယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဇွန်လ18ရက်နေ့မနက်ပိုင်းမှာပဲ မြန်မြို့နယ်ကတွင်းမရွာပြူစော်တီစခန်းကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရဲတပ်တွေကကြဖြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတွေဘက်ကထိခိုက်သေးဆုံးမှုတွေများစွာနဲ့တွင်းမရွာတဲ့ကိုပြန်ပြေးသွားကြပြီသူတို့စီကနေခရင်ရိတ်ခါတွေကိုတော်လိုင်းရဲတပ်တွေကတင်းစီရရှိခဲ့တယ်လို့လဲမြန်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ